ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့စက်တင်ဘာလ28ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပေါ်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုံတင်ဆက်ပေးတဲ့နောက်ကတော့ဇောင်းကြွနေတဲ့ပြူစောတိတီတော်ရွမုံရဲ့လက်အောက်ခံတွေကိုကြားဖြတ်တိုက်ခိုက်ပြီးအပြက်ရှင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြေကျံမြို့နယ်မှာပြူစောတိခေါင်းဆောင်တီတော်ရွမုံရဲ့လက်အောက်ခံတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ပြူစောတိလေးရက်သေးဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေတင်စေရရှိခဲ့တယ်လို့တိုက်ပွဲအတွင်းတော်လိုင်းရဲဘော်တယောက်လည်းကြာဆုံးခဲ့တယ်လို့ MGN 35တောက်ချတပ်ဖွဲ့စီကနေသိရှိရပါတယ်။စက်တင်ဘာ22ရက်နေ့ကမြင်းကျန်မြို့နယ်တလုံးမြို့ဘက်ကနေအနှင်းရော်ဘက်ကိုစက်ကယ်ရီနဲ့ဆင်းလာချိန်ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ MGN 35တောက်ချတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကနေစစ်သားတွေနဲ့ပြူစောတိတွေရဲ့ G3 တနက်တလက် 7.62G 45000နဲ့အတူ စစ်သားအလောင်း၂လောင်းနဲ့ပြူစောတိအလောင်း၂လောင်းတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ MGN 35ပျောက်ကြားတပ်ဖွဲ့တာဝန်ခံကိုနွေမိုက်ကကျွန်တော်တို့တွားရောက်ပြီးကြားဖြတ်တက်ခတ်တဲ့နေရာကသူတို့ကြီးစိုးတဲ့နေမြေတဲမှာပါ။တလုတ်ဘက်ကနေအနှင်းရွာဘက်ကိုစိုက်ကယ်ရီနဲ့ဆင်းလာတဲ့အင်အားကတော့၁၀ယောက်လောက်ပဲရှိတာ။အဲ့ဒီ၁၀ယောက်ထဲမှာကပ္ပစ20ကဘူတယောက်ကတော့ပြင်းပြင်းထန်ထန်တံရရသွားတယ်။ပစ်ခတ်မှုကတော့15မိနစ်လောက်ကြာတယ်။တိုက်ပွဲတွေမှာကျွန်တော်တို့ရဲဘော်တယောက်ကြာခဲ့ပါတယ်။ ြစ်ခတ်မှုတွေအတွင်းမှာမြင်းကြံဘက်ကနေသူတို့စစ်ကူအင်အား120လောက်ထက်ရောက်တာနဲ့အင်အားမမျှလို့ပြန်ဆုတ်လာခဲ့တာပါလို့ပြောပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ရဲ့ရုပ်အလောင်းကိုလမ်းမှာပဲတချိုခဲ့ရပြီးနာယီကိစ္စတွေဆောင်ရွက်နေရလို့တရင်ထုတ်ပြန်ပေးဖို့နှောက်ကြနေခဲ့ရတာလို့လည်းသူကစက်ပြောပါတယ်။မြင်းကြံမျိုးနဲ့မြင်းကြံမျိုးနဲ့အတွင်းကပြူစောတိခေါင်းဆောင်တီရာယူမွန်ရဲ့ပြူစောတိအဖွဲ့ဝင်တွေနဲ့စစ်တလက်အောက်ခံတွေဟာကြေးရွာတွေဘက်ကိုတောက်ရောက်ပြီး လူငယ်ရီကိုပေါ်တာဆွဲဖန်းစီတာတွေမကြခဏပြည်လုံးနေတယ်လို့ဒေတာကန်တွေစီကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အမိမိရခိုင်ပြည်ကိုဂုံတိတ်ခါရှိစွာနေရပြန်နိုင်ရေးကြီးကျော်နေတဲ့ဒုက္ခသည်စခန်းမှာမွတ်စလင်များမှာအရခတ်တက်တော့အေအေကိုနာဇီလို့ဆွဆွပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ယမန်နေ့စက်တင်ဘာလ29ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂညီလာခံကိုကျူးဆိုထောက်ခံကြောင်းနဲ့ဒုက္ခသည်မွတ်စလင်အရေးကိုဦးစားပေးဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့စ်ပဇာခရိုင်မှာရှိတဲ့ဘာလုခါလီဒုက္ခသည်စခန်းကမ့်နံပါတ်အမှတ်73မှာကျူးစွာထောက်ခံပွဲပြုလို့ရမှာအာရကတက်တော် AA ကိုနာဇီလို့ဆွဆွဲရေးတာပြောဆိုနေကြပါတယ်ဒုက္ခသည်မွတ်စလင်ထောင်ချီတဲ့အဆိုပါဆူဝေးကြတဲ့ပွဲမှာအမိမိရခိုင်ပြည်ကိုဂုံတိတ်ခါရှိစွာနေရပြန်လို့ကြောင်းမွတ်စလင်များပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားမျှတမှုရလို့ကြောင်းကိုပိုင်ပြထန်းခွင့်ဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝပေးရမှာဖြစ်ကြောင်း လူမျိုးတွန်းတက်ဖြတ်မှုရပ်တန့်ရမှာဖြစ်ကြောင်းကြွေးကြော်ပြောဆိုကြသလိုရခိုင်ပြည်သူတရက်လုံးနဲ့မြန်မာပြည်သူအများစုအားပေးထောက်ခံမှုရရှိထားတဲ့အာရခတ်တက်တော်အေအေကိုနာဇီလိုဆွဆွဲပြောဆိုနေကြတာကိုလည်းတွေ့ရှိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ရှင်းနှင်းမြောက်မွတ်စလင်ဒုက္ခသည်များနှစ်ပတ်လည်နေ့ကျင်းပပြုလုပ်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့စ်ဘဇားခရိုင်ဒုက္ခသည်စခန်းမှာတိမ့်နဲ့ချီတဲ့လူအုပ်ကြီးမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်တမရဦးဝင်းမြင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်းနဲ့ အာရကတက်တော် AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကိုစန့်ကျင်ကြောင်းကြွေးကြော်ပြောဆိုကြတာကိုလည်းတွေ့ရှိရပါတယ်။တစ်ဖက်မှာလည်းအာရကဘင်္ဂလားနေဆက်တလျှောက်အာရကဒေသဘူဒီတောင်နဲ့မောင်တုံးမြို့နယ်တို့မှာအစ္စလမ်ဘာသာဝင်များမဟုတ်တဲ့ဌာနေဒေသခံပြည်သူတွေကိုဘာသာရေးအစွန်းရောက်စစ်သွေးကြွအာစာ RSO ERA RNM အကြမ်းဖက်အဖွဲ့မှဖမ်းဆီးတပ်ဖြတ်ခြင်းဂရီးတော်ပြည်သူများကိုချောင်းမြောင်ပစ်ခတ်ခြင်းများဇက်တိုက်လှုပ်ဆောင်နေသလို့ အရကတတအေလုံဂျုံကြီးကင်းစကန်တွေကိုလည်းမကြာခဏဝင်ရောက်ပစ်ခတ်လေးရှိတာကြောင့်အာဆာနဲ့ RSO ရဲ့အကြမ်းဖက်လှုပ်ဆောင်ချက်တွေကြောင့်အယက်သားပြည်သူနဲ့အရကတတအေတပ်ဖွဲ့ဝင်ချို့တိုက်စုံးမှုတွေလည်းရှိနေပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အာဆာကိုထောက်ပံ့ပေးနေတဲ့ BGB ကအရာရှိအချို့ကိုအရေးယူပြီးနှစ်ဖက်ပြည်လဲဈေးမဲ့နီးလမ်းများရှာဖွေဖို့ဘင်္ဂလားဒေ့ရှ်ကိုအေအေတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်အာဆာကိုထောက်ပံ့ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ဂျာဆောင်တပ်ဖွဲ့ BGB ရဲ့အရာရှိအချို့ကိုအရေးယူကာနှစ်ဖက်ပြည်လဲစီမဲ့နီလမ်းများရှာဖွေရန်ဘင်္ဂလားဒေ့ရှ်အစိုးရကိုအရခတ်တပ်တော် AA ကတိုက်တွန်းခဲ့ကြောင်းသိရှိရပါတယ်။ယခုရပိုင်းအတွင်းမှာအစ္စလာမစ်အစွန်းရောက်အဖွဲ့အာဆာကအကြမ်းဖက်တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး AA ကယမန်နေ့စက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်မှာအထက်ပါတိုင်းတောင်းဆိုထားခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့မှာစတင်ကအာဆာအဖွဲ့ဟာမောင်တုံးမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်များမှာ အေတက်စကဲများကိုတင်ပတ်ရယူဖို့အတွက်စိတ်ဝင်ထူပေါက်ခြင်းဘင်္ဂလားဒေ့ရှ်အချမ်းမှနှောက်ယှက်ပစ်ခတ်ခြင်းချုံကိုတိုက်ခိုက်ရန်စီစဉ်ထားခြင်းဒရုန်းနဲ့ကင်းထောက်ခြင်းစစ်ကူလာမဲ့နေရာအချို့မှာဖျက်တောက်ပိတ်ဆို့ထားခြင်းတို့ပါဝင်တဲ့စကမ်းသိမ်းရန်ရည်ရွယ်ထားတဲ့တိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးအယံကိုစစ်တိုက်တွေးလာရတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။ဒါပြင်အာဆာ RSO အဖွဲ့တို့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေစိုက်ပြီးစစ်ကော်မရှင်နဲ့အနီးကပ်ပူးပေါင်းကာ နေဆက်လုံကြုံရေးစခန်းများကိုတက်ခိုက်လျက်ရှိတဲ့အပြင်စစ်ကော်မရှင်ကရင်းအဖွဲ့များကိုလက်နက်ခဲယံထောက်ပံ့ခြင်းများစတိုက်ပြုလုပ်နေတယ်လို့အေအေကပြောပါတယ်။ဆက်လက်ပြီးစက်တင်ဘာလ16ရက်နေ့ကလည်းအစာဖွဲ့ဟာပွင့်ချုပ်တုံညာတစ်စခန်းကိုစတင်တက်ခိုက်ခဲ့ပြီးဒုတိယနေ့မှာစခန်းရဲ့ပထမအဆင့်ရှိအတုံးမပြုတ်တဲ့အဆောင်ပြက်တွေကိုအင်းအားအနေငယ်ဖြင့်ခေတ္တဝင်ရောက်နိုင်ခဲ့ပေမယ့်လည်းဒံပြန်ထိုးစစ်ကုကံစစ်များနဲ့အတူအေအေဘက်ကစစ်ကူများရောက်လာခြင်းအစာတပ်ဖွဲ့ဝင်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အရကတ်ဒေတာအတွင်းကိုထွက်ပြေးသွားကြောင်းသိရှိရပါတယ်။စက်တင်ဘာတတိယအပတ်မှလက်ရှိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းအတွင်း AA နဲ့ RSA တို့ထိတွေ့တိုက်ပွဲ12ကြိမ်ဖြစ်ပွားခဲ့ပြီး RSA တပ်ဖွဲ့ဝင်အလောင်းအချို့နဲ့စစ်အုံဆောင်ပစ္စည်းတွေကိုတင်ဆက်ရမိခဲ့ကြောင်း RSA အဖွဲ့ကိုဘင်္ဂလားဒေ့ရှ်နေချောင်းဆောင်တပ် BGB ရဲ့အရာရှိအချို့ကအားပေးထောက်ခံမှုတွေနဲ့ကူညီမှုများရှိနေတဲ့အပြင် BGB စခန်းအနီးမှာပဲ RSA စခန်းအချို့အခိုင်အမာတပ်ဆွေးထားတယ်လို့ AA ကထောက်ပြပါတယ်။ဒီအပြင် RSA အဖွဲ့ဟာ ဒေသခံပြည်သူတွေကိုရရဆက်ဆက်တက်ဖြတ်ပြီး၎င်းတို့တက်ဖြတ်ခဲ့မှုကိုဖျောက်ဖျက်ဖို့အတွက်ပြည်သူတွေရဲ့အလောင်းတွေကိုအာရခတ်တက်တော် uniform များအစားထိုးဝတ်ဆင်ပေးခဲ့တယ်လို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။အဲ့ဒီလိုဖြစ်စဉ်တွေကြောင့်အာဆာကိုထောက်ခံအားပေးနေတဲ့ BGB မှအရာရှိအချို့နဲ့အားပေးထောက်ခံသူတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကအမြန်ဆုံးဖော်ထုတ်အရေးယူတင်ပြီးအရေးမယူဘဲလွတ်ထားပေးမည်ဆိုပါကနှစ်ဖက်နေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆက်ရေးတို့ကိုထိခိုက်စေနိုင်တယ်လို့အေကအတိပေးထားပါတယ် ဘင်္ဂလားဒေ့ရှ်နေဆက်မှာတကြောပြန်စကန်ထလာတဲ့အာဆာအန်ဆုအဖွဲ့ဟာအာရခတ်ဒေတာအတွင်းနေပြည်သူလူထုရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်စေသည်သာမကနိုင်ငံခြားယင်းနီမြုံနယ်မှုများလာရောက်ယင်းနီမြုံနယ်တဲ့နိုင်ငံခြားသားများရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါတွေ့ဝဲချင်းချောက်ရရောက်နေတဲ့အတွက်ကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စောင့်ကြည့်ထိန်းသိမ်းပြရန်လိုအပ်ကောင်ဘင်္ဂလားဒေ့ရှ်အစိုးရကမိမိတို့အဖွဲ့အစည်းကြားနှစ်ဖက်ပြည်လဲစီရင်နီးလမ်းများအမြန်ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာဦးစားပေးလှုပ်ဆောင်တင်တယ်လို့ အေကဘင်္ဂလားဒေ့ရှ်အစိုးရကိုအကြံပြုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အင်တာနက်ချုပ်ယွင်းမှုကြောင့်ကုစလေလောင်း90ကျော်စရင်ကြံခဲ့တမရက်ကျော်မှလက်ခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်စစ်ကော်မရှင်ကကျင်းပရန်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက် UEC Cloud အသုံးပြုရမှာအင်တာနက်လိုင်းချုပ်ယွင်းချက်ကြောင့်ချင်းခံရေးပါတီအပါအဝင်အခြားပါတီများမှကုစလေလောင်းအမည်စရင်ကြံခဲ့ပြီးတမရက်ကျော်မှပြန်လည်လက်ခံရကြောင်းရွေးကောက်ပွဲကော်မရှင်ကယမန်နေ့ကထုတ်ပြန်ပါတယ် နိုင်ငံရေးပါတီများနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းမြောက်ရဲ့အမည်စရင်တင်သွင်းမှုတွေကိုစက်တင်ဘာလ22ရက်နေ့နောက်ဆုံးသတ်မှတ်ထားပေမဲ့လည်း UAC Cloud Internet ချုပ်ရင်းမှုကြောင့်ရင်းနောက်ပိုင်းမှာကိုယ်စားလှယ်လောင်း90ကျော်စရင်ကိုထပ်မံဖြည့်သွင်းရကြောင်းသိရှိရပါတယ်။ကိုယ်စားလှယ်လောင်းအမည်စရင်ကိုတက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက UAC Cloud အသုံးပြုပြီးကော်မရှင်ရုံးကိုပေးပို့ရမှာ internet line ချုပ်ရင်းခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီမှာ ကုစလေလောင်း30ဦးတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီမှ9ဦးပြည်သူ့ရှေ့ဆောင်ပါတီမှ3ဦးမြန်မာနိုင်ငံတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ6ဦးရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီမှ2ဦးနဲ့ပြည်သူ့ပါတီမှ3ဦးတို့ဖြစ်ပါတယ်စစ်ကောင်မရှင်ကပြည်လုံးမဲ့ရွေးကောက်ပွဲအတွက်ကြံခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီမှ1048ဦးတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီမှ903ဦးပြည်သူ့ရှေ့ဆောင်ပါတီမှ695ဦး မြန်မာနိုင်ငံတောင်သူလက်ထက်မှဖွံ့ဖြိုးတိုးတက်ရေးပါတီမှ434ဦး၊ရှမ်းနယ်တိုင်းရင်းသားမြတ်ဒီမိုကရက်တစ်ပါတီ၊ကြဖြူပါတီမှ986ဦးနဲ့ပြည်သူ့ပါတီမှ935ဦးတင်သွင်းထားပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုအတွင်းစီယုံမဲ့ပါတီ52ပါတီမှ959ဦးနဲ့တတိပုဂ္ဂလ95ဦးစုစုပေါင်း9015ဦးရှိကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်ရဲ့လောက်ကရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအပိုင်းတစ်ခုလမ်းမတစ်စမလာ28ရက်နေ့မှာ မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ပြိုလဲပို့တာရှိတော့သည်ဆိုတဲ့ဆရာလာစုဝေရဲ့စီရင်တရင်ဆောင်ပါကောင်တပုတ်ကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်တော်နိုင်ရေးကြီးစင်뢰နေစမှာအေးအေးတတနေခဲ့တဲ့ပြည်သူများဟူ၍ကမ္ဘာတမိုင်းတစ်လျှောက်ရှိခဲ့ပူပါ ਈ လို့မြန်မာပြည်သူများဖို့က၎င်းတို့လက်အောက်မှာယခုလိုတနတ်တန်ဘုံတန်များမကြားခဲ့ရသည်ကလွဲ၍ထိုတို့တို့ဒုက္ခနဲ့တစ်ချိန်လုံးနှစ်ပန်းလုံးလာခဲ့ရပြီဖြစ်တဲ့အတွက် ၎င်းထက်ညစ်မနက်တော့ထို့သောအနေထားမျိုးနဲ့တခါဘူးမြမကြုံခဲ့ရတဲ့စစ်တပ်ဟာလည်းမိမြကြကြတောင့်ခံနိုင်ပေမည်နီတော်လန်ရေးကြီးကြောင့်၎င်းတို့ဝင်ဝေးရရရကြောင်းဟာဒဇတ်တဒဇတ်လုံးပါပါလာနေကြပြီဖြစ်ပါတယ်မင်းအောင်လိုက်အတွက်ကံကောင်းနေဒီကလက်အောက်ခံစစ်ဘူချုပ်တွေးဟာအကျင့်ပြက်ကိုကျူးရှာနိုင်ရတဲ့လုံးပတ်နေကြသူများဖြစ်ပြီးငွေနဲ့အာနာကလွဲ၍တိုင်းပြည်မျက်နှာလူလူမျက်နှာကိုလာလာမြကြည့်ရကောင်းမှမသိသူများစုဝေးနေကြခြင်းကြောင့်သာဖြစ်ပါတယ် ၎င်းတို့အားဝင်ငွေရပောက်လမ်းကြောင်းဖန်တီးပေးနိုင်သူသာ အခရာဖြစ်ပါれတိုင်းပြည်ငြိမ်းချမ်း၍၎င်းတို့အတွက်ရပောက်ရလမ်းမရှိရင်ဤမျိုးစုံနဲ့ခြေထိုးကဒုက္ခပေးမဲ့လူတွေကြီးသာဖြစ်ပါれယခုကြားလာရတဲ့တနက်တန်တွေကလည်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မြန်မာပြည်သူတရလုံးရင်ဆိုင်နေရတဲ့ဒုက္ခဒုက္ခအဝဝကိုအပြည့်အပြတ်ဖြေရှင်းနိုင်ဖို့နိုင်ငံရေးမှာစစ်တပ်ပါဝင်ပတ်သက်နေမှုအဆုံးတည်းရည်လက်နက်ကိုင်တပ်များအလုံးပြည်သူအစိုးရလက်အောက်မှာထားရှိရေး ဖက်ဒရယ်ဒီမိုကရေစီအနှစ်သာရများပါရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသည့်ရေးဆွဲရေးအမျိုးသားပြန်လည်ရင်ကြားစေနိုင်ရေးရည်ရွယ်ပြီးနိုင်ငံသူများအတွက်တရားဥပဒေပေါင်းအတွင်းမှကြားနာဖြေရှင်းခွင့်ဆိုတဲ့ transitional justice ရရှိစသည်တို့အတွက်လုံပတ်နေကြခြင်းသာဖြစ်ပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုမရတော့တဲ့အတွက်ပြည်ရင်းအားဟာပြည်ရင်းမှာမရှိမော်စကိုနဲ့ဘေကျင်းတွင်သာရှိသည်ဆိုကထိုနိုင်ငံများရဲ့နိုးတက်ခံစုနေရရှာတဲ့ရင်ခွင်ပိုက်စစ်တပ်အဖြစ် အရှက်ကင်းမယ်ဆိုအသက်ဆက်နေရရှာပြီးဖြစ်ပါတယ်။မင်းအောင်လိုင်ကိုအသာထားပြီးအောင်စစ်တပ်ထင်းမှတယောက်မှရှက်ရကောင်းမှမသိဖြစ်နေကြသည်ကလည်းအံ့ဖွယ်လိလိပင်ဖြစ်ပါတယ်။စောစောကပြောခဲ့သလိုပင်၎င်းတို့အတွက်အာနာနဲ့ငွေရဖို့ရလန့်ဖန်ပြီးပေးနိုင်သူသည်သာအခေရလို့ယူဆထားကြသူများဖြစ်ပါတယ်။စစ်ဘုတ်ကျုပ်တွေတောင်မှာစစ်တပ်နဲ့ပူးပေါင်းနေသူတွေကိုလည်းပြည်သူတရက်လုံးကထိုသို့ရှုမြင်ထားကြပြီးဖြစ်ပါတယ်။တခုတိထားတဲ့တီကနှုရင်ဘက်စစ်ခုံရုံဟာ နာဇီစစ်ရာဇဝတ်ကောင်များသာမကနောက်ပိုင်းမှာ၎င်းတို့စစ်ရန်နေရာကြီးအသက်ဆက်နိုင်ရေးအတွက်အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့တဲ့စစ်မှုလုပ်ငန်းရှင်များခရိုနီများမှအစစာအုပ်ပုံနှိပ်ထုတ်ဝေရေးတမများပါမကြမ်းရုံးတင်စစ်ဆေးအပြစ်ပေးခဲ့ကြသည့်ဆိုသည့်ပင်ဖြစ်ပါတယ်။ရွှေကောက်ပွဲဆိုသည့်ကလည်းမင်းအွန်လိုင်းတမရဖြစ်ရေးအတွက်လုပ်ပေးရတဲ့ပွဲလို့ဖြစ်လာပါတယ်။ရွှေကောက်ပွဲမှာ၎င်းတို့ထောင်ထားတဲ့ပါတီတွေကကျင်းသည်နိုင်ဖို့ရှိပေမဲ့လေမင်းအွန်လိုင်းဟာခင်ကြီးကိုစိတ်မချတော့ပါတီခေါင်းဆောင်ပိုင်းတွေကို ဝင်ရောက်အုပ်စီးနိုင်ဖို့အောင်လင်းတွေးကဲသို့၎င်းရဲ့တစ္ဆာခံများအားလွှတ်လိုက်ပြီးဖြစ်ပါတယ်။ဒါအပြင်ကျင့်ဖို့တူတဲ့အစိုးရမဖြစ်စေဘဲညွန်ပေါင်းပုံစံဖြစ်စေဖို့မဆလာတဖြစ်လဲတတ်ဆညတို့ပါစစ်တပ်ကိုယ်စားလှယ်များထည့်သွင်းလာပါတယ်။ဤဒီက၎င်းတယောက်ထက်တမနာဖြစ်လာစေဖို့၎င်းဖြစ်စေခြင်းဒီများကိုဥပဒေအဖြစ်ပြဋ္ဌာန်းပေးရန်ရည်ရွယ်ထားခြင်းကြောင့်ဖြစ်သည်ဆိုဒီကလေပြင်းမှာဆင်သွားတယ်လို့ထင်ရှားနေပါတယ်။တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့ ငင်းချင်ရေးအတွက်ဆွေးနွေးအဖြစ်ရှာရမ်းဆိုသည့်စကားကိုအကြောင်းကြောင်းကြောင့်လက်ခံ၍ရခဲ့ပေမယ့်လေရွေးကောက်ပွဲလမ်းကြောင်းနဲ့နိုင်ငံရေးအရာအဖြစ်ရှာကြပါဆိုတဲ့စကားကိုတော့စစ်ဘုချုပ်များပါဇက်ကပြောခွင့်မရှိတော့ပါဘူးထို့တဲ့ကြောင့်လည်း၎င်းတို့ထောင်ထားတဲ့ပါတီမဲရှုံတိုင်းအာဏာလွှဲပြောင်းပေးဖို့ယောက်ျားကောင်ယောက်ျားမြတ်များသာမွေးထုတ်ပေးတယ်ဆိုတဲ့မြန်မာတပ်မတော်မှစစ်ဘုချုပ်တွေကအရှက်ကင်းမဲ့စွာနှစ်ကြိမ်တိုက်တိုက်ညင်းပယ်ခဲ့ကြဒီမှာလဲအစမ်းတကြိမ်မဟုတ်တော့ယခုကထိုးထိုးသောလူများပါဇက်က ၎င်းတို့နဲ့မိတို့မြမတန်တဲ့ရွေးကောက်ပွဲဆိုတဲ့စကားကိုတွင်တွင်ပြောလာကြနေပြီဖြစ်ပါတယ်။တရုတ်ရုရှားတို့ရဲ့နုတ်တက်ခံစုနေရရှားတဲ့ရင်ကွင်းပိုက်စစ်တမမဲပုံးထောင်ပြီးလူတို့မှတလုံးတပါးသားမြပင်ဝေပန်ကွင်းမရှိတဲ့ရွေးကောက်ပွဲမျိုးနဲ့အာနာကိုပြည်သူများထံလွှဲပြောင်းပေးမယ်လို့ဆိုခြင်းကို၎င်းတို့ကဲ့သို့ယူသွနေကြသူများသာလက်ခံကြဖို့ရှိနေပါတယ်။နောက်ထပ်ယူသွမှုတစ်ခုကစစ်ကောင်စီဟာ၎င်းတို့ဘန္နာတိုက်ထဲမှာငွေများအလင်းအမြန်ကုန်ခန်းစီမဲ့ ပြည်တွင်းစစ်စိုးရလိုက်လာနေတဲ့စီးပွားရေးအုပ်ချုပ်ရေးရန်နေရပြိုလဲလာနေမှုနိုင်ငံအနှံ့လူလူကျက်တဲတီထက်ကျက်တဲလာနေပြီးတိုင်းပြည်ဖုတ်ဖုတ်ညံ့ညံ့ကြီးနေချိန်မှာတံပိုးကြီးလာတဲ့နျူကလ িয়ার ဓာတ်ပေါင်းပိုကြီးကိုအပေအတွက်တိဆောက်ချင်းနေရသည်။ငတ်တလောက်ပေါင်းနဲ့လဲ၍ရနိုင်သည်လို့ထင်နေကြလော။ရုရှားနဲ့ဆက်ဆံရေးခိုင်းမြစ်နေရန်အကြောင်းရှာနေကြလော။ထို့အတွက်ကြောင့်လည်းထိုမြတ်တိလုဆရာမလို့သို့တော်မြောက်ကိုရီးယားကဲ့သို့၎င်းတို့အားမိသူကားမြဝင်ရောက်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ချင်းချောင်းနိုင်ယုံတတ်တတ်နဲ့ဒီတပံတတဆုံအာနာကိုစုကင်သွားချင်း၍လို့ဟူ၍မိကုန်ထုတ်เสียဖြစ်လာပါလေဒုဒမဟုတ်ကလည်းယူသွချင်းတတ်တတ်တာဖြစ်ပါတယ်တရုတ်ရုရှားတို့ကလည်း၎င်းတို့ရဲ့ UNN စိတ်ကူးပေါ့ရလောက်လာနေသည့်များကိုအင်အားကြီးနိုင်ငံများအကြအပြိုင်နေကြတဲ့ဘူမိနိုင်ငံရဲ့အခင်းချင်းတို့က၎င်းတို့ရဲ့အသိပညာမဲ့မှုကိုအမွန်တင်ပေးကကြုံယုံကြုံကောင်းများတဲ့ဖွဲ့အတုံးချနေခြင်းသာ ဖြစ်ပါတယ်၎င်းအားလက်ခံတွေ့ဆုံပေးနေတဲ့ ်ပူတင်နဲ့ရှီကျင်းဖျင်တို့ကလည်း၎င်းဘဲအခြေစိုက်နေသည်ကိုထောက်လင်းအစီရင်ခံစာများအရကောင်းစွာသိရှိနေပြီဖြစ်ပါတယ်။ဥပမာပေးရမယ်ဆိုကကျူးတပြားမှမရှိသူတဦးကဝေကောင်းစားလာများငားရန်ဝစ်စင်၍မင်္ဂလာဆောင်သွားတကယ်သူပင်မြင်ရသူအပေါင်းကယဉ်ကျေးတမှုနဲ့ထုံမပြောယုံသာရှိမယ်စိတ်ထဲကတည်ကြပြီဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုကဖျက်ညက်ကလှုပ်ထားတဲ့တပ်ပုံတပုံကိုချပြလာခြင်းသာဖြစ်ပြီး crop လို့ခံလိုက်ရတဲ့အပိုင်းကတနင်္ဂနွေလုံးမှာရှိတဲ့ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ DVB မှာစောင်းပါရှင် James ရွှေကရေးသားခဲ့ပါတယ်။သို့သောဖြစ်ညက်ကခံတရသူများကဒီအတိုင်းမနေနိုင်ငံတကာမှာ၎င်းတို့ရဲ့အတန်ကိုကိုစားပြုနိုင်မဲ့တန်မကြီးဥကြုံမှုထွန်းကိုကုလမှာဆွတ်လက်ခံထားရေးစစ်အာဏာရှင်များအားအပြည့်အပိုင်ဖယ်ရှားရေးအစရှိတဲ့တောင်းဆိုမှုတွေကိုကမ္ဘာမျိုးကြီးအနှံ့အပြားမှာကြေကြေလောင်လောင် တောင်းဆိုနေကြပြီဖြစ်ပါတယ်။ပြည်ပရောက်မြန်မာတွေကမိမိတို့ချွေးနေစားနဲ့တော်လန်ရင်အတွက်ဒေါ်လာ156တန်းစုဆောင်းနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ တော်လန်ရီဟာရေထဲမှာနေရအနှံ့အုပ်စုလိုက်ကူးခတ်နေကြတဲ့ငားများကဲ့သို့ဖြစ်နေတဲ့အတွက်တစ်ချက်ထင်းနဲ့မြည်သူများချီမုံနိုင်၍ရနိုင်မည်နီးလို့ဂျင်းရွှေကမိကွန်းထုတ်ထားပါဗါတော်လန်ရီဟာအောင်မြင်မီလာဆိုသည်ကမိစရာမလိုတော့အဘဲကြောင့်ဆိုသောတဂျင်းကဗမာများသာလွန်မှုချုပ်ကန်စီစားနေတဲ့အုပ်ချုပ်ရေးစနစ်ဟာတည်အံ့မှုမှုဖြစ်နေပြီးတော်လန်ရီရဲ့မိတော်များကြားမှာတိုင်းရင်းသားအားလုံးပါဝင်နိုင်မဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ကြည်ပေါ်ထွက်လာနေခြင်းကြောင့်ဖြစ်တယ်လို့យေတာထားပါတယ်စေအိုစုအားပြည်သူလူထုအား တော်လန်ရေးကိုစိတ်ကုံလာအောင်စီးရင်နီးပြူဟာတရက်ဖြစ်ကြက်တဲတိတက်ကြက်တဲအောင်ဖန်တီလာနေကြပါတယ်ထိုအချက်ကိုအခြေခံကြကြနဲ့မြင်အောင်ကြည့်ရရမည်လေဖြစ်ပါတယ်ထိုအနေဒါစစ်တပ်ကအာတာလာနေခြင်းမင်းအောင်လိုက်အာနာမဆက်၍တည်မြဲနေခြင်းရှိနေသည်၍မိတို့မြပြောင်းလဲတူးတက်လာမှမဟုတ်တဲ့အပြင်ပို၍ပင်ဆိုးရွားလာမှဖြစ်ပါတယ်၎င်းတို့အောင်ပွဲရပြီးအာနာတီမေးရတဲ့အဓိကဖြစ်နေပါတယ် လက်ရှိမှာရှီမတိုနာမဆုတ်ဖြစ်နေသည်ဟူသောအပြောတွေဟာလုံးဝမှားယွင်းတဲ့သုံးသပ်မှုမျိုးသာဖြစ်တယ်လို့ Igor Plasivic ကထောက်ပြခဲ့ပါတယ်။ရှီမတိုနာမဆုတ်ဖြစ်လာနေတဲ့အတွက်လူလူအဖို့ပို၍ဆင်းရဲဒုက္ခရောက်လာမယ်။ဒီအတွက်လူသားချင်းစာနာထောက်ထားတဲ့အကူအညီများပေးနိုင်ဖို့အပြစ်ခတ်ရက်စဲဖို့ပင်ပြောဆိုလာကြပါတယ်။စစ်တပ်ဟာထူထူသောအပြောမျိုးကိုကြိတ်၍သဘောကျနေမိတာဖြစ်ပါတယ်။၎င်းတို့ဘက်ကတော့အားပြော့သွားပြီးထင်မှဆိုးတဲ့အတွက်စပြီးကမ်းလှမ်းမှာတော့မဟုတ် အပြစ်ခတ်ရက်စဲလိုက်ပြီးဆိုတော့ စစ်တပ်ဟာတော်လိုင်းအင်အားစုများအကြားတွေးကွဲအောင်အနုနည်းနဲ့ကြံစည်ကြတော်မူတာဖြစ်ပါတယ်။လက်ရှိအနေထားမှာမိသူများထို့သို့အဖြစ်ခံ၍မရပါဘူး။စစ်တပ်ဟာပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်ကိုမိသူများနှိမ်နင်းနိုင်စွမ်းမရှိပေမဲ့လေလူတို့ကိုရက်ဆက်ကြမ်းကြုတ်တဲ့ဤမျိုးစုံနဲ့ဆက်၍ဒုက္ခပေးနေမိတာဖြစ်တယ်လို့ထောက်ပြသွားပါတယ်။စေအုစုကဖိနေလေးလေး၎င်းတို့လက်အောက်မှလွတ်လပ်လွတ်သောစိတ်ဆန္ဒများကပြင်းပြလာလေလေပင်ဖြစ်ပါတယ်။ထို့သောပြည်သူတို့ရဲ့ယဉ်တဲ့မှာမိတောက်မင်းလျံကြီးများ အရှိန်တင်းကြီးနဲ့တောက်လောင်လာနိုင်မှုကိုရုရှားတရုတ်အကူအညီနဲ့ငြိမ်သက်၍ရနိုင်အောင်မည်လို့မိသူတို့ရဲ့ခုခံတွန့်လှစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ